အခုလို AI ခရီးထဲမှာအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေဟာနေပညာနဲ့ပတ်သက်ပြီးတော့ပြောတတ်ဖို့လိုတယ်။ဒါကြောင့်ဒီနေရာဒီနေ့မှာစာကြောင်း၄ကြောင်းနဲ့သင်ပေးမယ်။ဒါပေမဲ့ဒါအတွက်လည်းဆရာအဖြေတွေလည်းပြောပြမှာဆိုတော့အကုန်လုံးဆိုရင်၈ကြောင်း၉ကြောင်း၁၀ကြောင်းလောက်ဖြစ်သွားမှာပေါ့နော်။အဲ့ထက်မှာလည်းအဲ့စာကြောင်းတွေကိုလည်းဆရာပြုစုတဲ့နေရာမှာဟိုအတုံးလေးများရမယ်။အကျိုးလေးရှိရမယ်။အသည့်အသည့်တွေလည်းသင်ယူရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဆရာပြုစုထားဖြစ်ကြအောင်လုံအောင်အကျိုးရှိမှာပါ။အဲ့ဒီမှာရှိတဲ့မိကုံ၄ခုကို တို့ရဲ့အင်္ဂလိပ်စာချင်းကဘယ်လောက်ရှိလဲဆိုတာသိဖို့အတွက်အရင်ဗီဒီယိုလေးကိုရက်ပြီးတော့မေးကြည့်မယ်ပြီးရင်စိတ်ထဲကနေဖြေကြည့်မယ်ပြီးလို့ရှိရင်အဲ့ဒါပြီးတဲ့ခါကျဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ဘာကိုစဉ်းစားထားတဲ့အခန်းရောဆရာတင်လိုက်တဲ့ဟာကိုပေါက်ဆက်သွားပြီးတော့ရက်60တွင်မှာအင်္ဂလိပ်စွမ်းရည်လေးမြင့်တက်လာမှာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးခဏလေးကြည့်လိုက်ပါဟုတ်ပြီဒါဆိုရင်ရပါပြီလို့ပဲဆရာယူဆလိုက်တော့မယ်ဆရာတင်ပေးမယ်အလဲပေါ့နော်ဟုတ်ပြီ main နဲ့တဆုံ social media ကဘာလဲဘာလဲဆိုတော့လဲမေးခွန်းဆိုဆရာက WH နဲ့စာမယ်ဘာလဲဆိုတော့ဟုတ်ဖြစ်တယ်ပေါ့ ဒီနေရာမှာဘာဖြစ်တယ်လဲဆိုတာမြှုပ်ထားတယ်ဆိုတာကိုဒီနေ့အထိကြည့်လိုက်လို့ဆိုတော့တော်တော်လေးသဘောပေါက်လာပြီ။ main net ဆုံး social media ကဘာဖြစ်တယ်လဲနဲ့ဘာလဲနဲ့အတူတူပဲဆိုတော့ဖြစ်တည်ဆိုတဲ့ဘက်ပေါင်း is ထည့်လိုက်မယ်။ main ဆိုတာကဒီနေရာမှာ main ဆိုမှလည်း main ဤအမို့ main ရဲ့ဆိုတဲ့ possession ဟိုပိုင်ဆိုင်တဲ့သဘောပါရတဲ့ကြောင့်ဆရာတို့ကဒီနေရာမှာပိုင်ဆိုင်တဲ့သဘောပါရတဲ့ကြောင့်ဆရာတို့ကဘာလုပ်တော့လဲဆိုရင် you ပေါ့။အနှစ်သက်ဆုံးကတော့ favorite F A V O U R I T favorite ပြီးရင် social media ကတော့ social media ပဲပေါ့နော်။ အဲ့တော့ဘာဖြစ်သွားလဲဆိုရင် what is your favorite social media what is your favorite social media မင်းနှစ်သက်ဆုံး social media ဘာလဲပေါ့နော်အဲဆရာဆရာနှစ်သက်ဆုံး social media ဆိုရင်အဲ YouTube ဖြစ်မှာပေါ့ normal favorite social media is YouTube because i can learn ဆရာတင်နိုင်တယ်ပေါ့ a lot from the videos ဗီဒီယိုတွေရနေပြီးတော့ a lot အများကြီးဆရာတင်နိုင်တယ်ပေါ့အဲအခုဗီဒီယိုကြည့်နေတဲ့လူတွေလည်း social media ကိုနှစ်သက်လုံးလဲဆိုတော့ကိုယ့်ဘက်မှာရေးခဲ့လို့ရရယ်နော် နောက်တစ်ခါမင်းကမင်းရဲ့အင်္ဂလိပ်စာတိုးတက်ဖို့ apps အချို့ကိုတုံးလာအမေကုန်းလဲလာမေကုန်းဆိုရင် wh မထုတ်ဘူးလဲမေကုန်းကြာမှာ wh ထုတ်မယ်နော်အဲ့တော့ do နဲ့ပဲထုတ်မယ် do မင်းမ user you ဒီမှာမကြောက် do မဟုတ်ဘဲနဲ့ does မဟုတ်ဘဲနဲ့ do ဖြစ်ရလဲဆိုရင်ဒီကောင်က second person အများသဘောဆောင်လို့ do you ပြီးရင်တုံးတာတော့ဗာလဲဆိုရင် use ပေါ့ပြီးလို့ရှိရင်နောက်က apps အချို့ကိုသုံးလားဒီ software အချို့ကိုသုံးလားအချို့ဆိုတဲ့နေရာမှာ sam ရှိတယ် any ရှိတယ်မေးခွန်းနေနဲ့အငင်းနေနေနေရာမှာဆရာက sam ကိုမသုံးမနဲ့ any ကိုသုံးမယ်ရိုးရိုးစာကြောင်းတွေမှာဆိုရင် sam ကိုသုံးမယ်အဲ့တော့ do you use any apps ဒါပေမဲ့ any နဲ့ပတ်သက်ပြီးအသေးစိတ်ကိုလည်းတော့ဆရာရှင်းပြပါဦးမယ် do you use any apps ဘာလို့ဖို့လဲဆိုရင်တိုးတက်အောင်လုပ်ဖို့ဆိုတော့ to improve เนาะမသိရ vocabulary ဒါ improve မသိဘူးလို့ဟိုမသိရလို့တက်ဆို improve ကကြက်ကမဲ့အထက်မှာပါပါပြီတိုးတက်အောင်လုပ်တာဘယ်လိုခေါ်လဲ improve အဲ့တော့ do you use any apps to improve ဘယ်လိုအင်္ဂလိပ်လဲ pure english ပေါ့နော် pure english အဲဒါဆိုရင်ဆရာတို့ဘာအားပေးတော့လဲဆိုရင်ဆရာတို့ YouTube မှာပဲ English video တွေကြည့်ကြပေါ့ဆိုပါဆိုအဲဆိုရင် I watch video from YouTube အမ်နောက်ခါကျတော့ဆရာ AI နဲ့သုံးတယ်ဆိုရင် I use AI အဲဒါဆိုရင် AI ကိုသုံးတယ်ပေါ့အဲ့တော့ဒီမှာကြည့်တဲ့ learner တွေလည်းဘာတွေကိုအသုံးချနေလဲကိုယ့်ရဲ့ English စာတွေ့တဲ့ပုံစံကိုရေးခဲ့ပြီးပါအောင်နောက်တစ်ခါ English စာနဲ့ oh sorry AI နဲ့ပတ်သက်ပြီး main ဘလို့ထင်လဲလဲမေးဖို့ဆိုတော့ WH နဲ့စမယ်ဘလို့ထင်လဲဆိုတဲ့နေရာမှာ how နဲ့စမှာပေါ့နော် ဒါပေမဲ့ what about ဆိုတဲ့ဟာလည်း how နဲ့သွားတူတယ်ဒါကြောင့်ဆရာကြီးမှာ what လေးနဲ့စပြီးရေးပြမယ် what now ဘယ်လိုထင်လဲဆိုတော့ main ဘယ်လိုထင်လဲဆိုတော့သင်ကိုမြုပ်ထားသေးတယ်အဲကြောင့်ဆရာ do ထက် do ထက်လိုက်မယ် you ထက်လိုက်မယ်ဘာလို့ဆိုတော့ထင်တာကဒီမှာ subject မပေါလို့မထင်နဲ့တော့ဒီထင်တဲ့လူဒီသင်ကိုမေးနေရ you ကိုမေးနေရဖြစ်လို့ရောဆရာတို့ကဘာလို့လဲဆိုလို့ရှိရင်အခုဒီ you ကိုထက်လိုက်ဖို့လိုတယ်မေးဖို့လုံးမှာဆိုရှေ့ကိုဒူးထုတ်ထားရမယ် what do you ထင်တာကိုကြတော့ think ပြီးခုနဟွက်နဲ့ဘာနဲ့တွဲမရမှာလဲအဘောင်းနဲ့တွဲမရမယ်အဲ့ဒါဒီဟောင်းနဲ့ပြန်သူသွားရလို့မှတ်ထားမယ်နော်အဲ what do you think about ai အားလေးလည်းမှတ်ထားမယ် ai နဲ့ပတ်သက်ပြီးတော့မင်းဘယ်လိုထင်လဲပေါ့နော် ai နဲ့ပတ်သက်ပြီးဘယ်လို ai ခက်မှာ ai နဲ့ပတ်သက်ပြီးနည်းနည်းနားလည်ထားဖို့လိုတယ် ai နဲ့ပတ်သက်ပြီးတော့တိတိကျကျကြည့်ရင်အဲ youtube မှာ AI ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ AI နဲ့ပတ်သက်တဲ့ဒီပညာလေးကိုလည်းရှာမယ်ဖတ်မယ်လေ့လာလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဘော ။ရန်ကိုခင်မိတိုးတက်နေခင်မှာတအားကြီးနောက်ကျမနေပါဘောနော်။အဲ AI ကကြာတော့ပြောမယ်ဆိုရင်အရန်ကိုမြန်တဲ့ engine တစ်လုံးလိုပဲ။ तू ကနည်းနည်းလေးခေါင်းတစ်လုံးစာတော်သွားမဟုတ်ဘဲနဲ့ခေါင်းကြီးအများကြီးစာကြော်ကြသွားဖြစ်လို့တကြောင်ကိုကအားအောင်မသိလိုက်ဘူးဆိုရင်နည်းနည်းလေးကြံခဲ့မှာမဟုတ်ဘဲနဲ့အများကြီးကြံခဲ့သွားမှာ။အားလည်းသိထားမယ်နော်။အဲအဲ့ဒါဆိုရင်နောက်တစ်ခါဟို AI နဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်လဲဆိုရင်ပေါ့သူကအချို့လုပ်တွေကိုအစားထိုးသွားနိုင်တယ်လို့ဆရာတော့ထင်တယ်ပေါ့နော်ဆိုတော့ဆရာဘယ်လိုပြောလဲဆိုရင် it might replace ပေါ့ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရင် might နဲ့သုံးမယ်လူကတော့အများနဲ့လူနေမယ်လို့တော့ဆရာထင်တာပဲအဲ့တော့ဖြစ်ကောင်းဖြစ်နိုင်လောက်ပဲသုံးမယ်လုံးဝ sure တော့ဆရာမသုံးသေးဘူး it might replace ပေါ့နော်အချို့အလုပ်တွေဆိုတော့ some jobs ပေါ့နော် it might replace some job အချို့အလုပ်တွေကိုသူကအစားထိုးသွားနိုင်တယ်လို့ဆရာထင်တယ်ခင်ဗျားကခင်မီနီးပညာရဲ့စိုးကျိုးအချို့ရောရှိလားလားမေးခွန်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘာလားလဲရှိလားဆိုတဲ့ဟာမျိုးရှိတယ်ဆိုရင်ပိုင်းစားသူမပိုင်း there is there are မေးခွန်းလုပ်မယ်ဆိုရင် is there are there ပေါ့ဒါပေမဲ့ soju အချို့ကအများလူဆက်လိုက်ပြီးတော့ဆရာတို့က are there ကိုတွန်းလိုက်တယ်ရှိလားပေါ့နော် are there ပေါ့ soju အချို့ဆိုတော့ any advantages ပါကောင်းကျိုးနော် disadvantages လို့ခေါ်တယ်အဲ့ဒါလေးမသိကြရမယ်နော်အဲ့တော့ဖြစ်သွားလဲဆိုရင် are there any disadvantages? yes ဆိုတာ e နဲ့တူပဲ e ဖြစ်အောင်ဆိုတော့ဗာထက်လိုက်လဲဆိုရင် off ထက်လိုက်တယ်။အဲ့တော့ are there any disadvantage ဆိုဘာလဲဆိုရင်ခင်မီနည်းပညာခင်မီဆိုရယ် meaning မသိရင်ကြက်ကမယ် modern လို့တတ်ထားတယ်เนาะ modern နည်းပညာ technology ပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုရင် are there any disadvantages or modern technology modern technology ခင်မီနည်းပညာ of e any disadvantage ဆိုကြအချို့ or are there ရှိနိုင်လားပေါ့အဲ့ဆိုတော့ဘယ်လိုထင်လဲ learner တွေလည်းထင်တဲ့ဟာကိုကိုယ်မှမရေးခဲ့လို့ရရဲ့ဆရာတော့ဘယ်လိုထင်လဲဆိုလို့ရှိရင် အဲသူကကျမ်းမာရေးတော့နည်းနည်းထိခိုက်မယ်လို့ထင်တယ်မဟုတ်လားဆရာတော်တော်များများအချိန်ဥမာပေးထားတယ်ဆိုတော့ it can affect our health ပေါ့ဆရာတော်ကျမ်းမာရေးထိခိုက်စေနိုင်တယ်အဲနောက်ခါကျတော့ဒီဖုန်းတွေကနေပဲဆက်သွယ်နေကြတော့ face to face ပေါ့နော်အချင်းချင်းဆက်သွယ်ကြတော့ရောကြစေနိုင်တယ်ဆိုတော့ it can reduce face to face communication မျက်နှာချင်းဆိုင်ပြီးတော့ communicate ဆက်သွယ်ရတဲ့ဟာတွေပဲဖြစ်သွားနိုင်ဆိုရောကြသွားစေတယ်လို့တကယ်တော့ထင်တယ်အဲတော့ learner တွေကလည်းဘယ်လိုထင်လဲဆိုတော့အောက်မှာ comment မှာရေးခဲ့ပေးလို့ရတယ်အားလုံးပဲဆက်ပြီးစူးစမ်းကြပါလက်60ပြည့်တဲ့အချိန်မှာအင်္ဂလိပ်စာကျွမ်းကျင်ကြပါစေလို့ဆရာမျှော်လင့်ပါတယ် fighting ပါ